Hello မင်္ဂလာပါရှင်။ကျွန်မဆွေးနွေးပေးနေတဲ့ Teaching Approach and Method ဆိုတဲ့အကြောင်းလေးမှာဒီနေ့ဆွေးနွေးပေးသွားမယ်သင်ကြားနည်းလေးရကြတော့ကျမတို့တရုတ်ပြသင်ကြားနည်းလေးပါတရုတ်ပြနည်းနဲ့သင်ကြားပေးမှာဖြစ်ပါရဲ့ရှင်။ဒီနည်းကကလေးတွေအမှန်စိတ်ဝင်စားတဲ့နည်းလေးလည်းဖြစ်ပါတယ်။ အဲ့မှာဆိုရင်တရုတ်ပြပြီဆိုကြတဲ့ပစ္စည်းစစ်တွေပါလာမယ်။ဒါမှမဟုတ်ရင်တင်ထောက်ကူပစ္စည်းပုံစံငယ်လေးတွေပါဝင်မယ်။ဒါလေးတွေနဲ့လက်တွေဆောင်ရွက်ပြမယ်။အဲအဲ့လိုနီးလန်းနေကျွန်တော်တို့တရုတ်ပြတင်ကြအနည်းမှာဖြစ်ပါတယ်။ဒီထဲမှာဆိုရင်ကျွန်မပြောထားတာဥပမာ9ရကောင်ပေါ့နော်။ကျွန်တော်တို့ကလေးတွေကျွန်တော်တို့ရဲ့အိမ်တွေမှာအိမ်တိုင်းအိမ်ထဲမှာ9စားတယ်။ Google Google အခါကြတော့လေကျွန်တော်တို့9အကောင်လိုက်ဘယ်သူမှမဝယ်ကြတော့ဘူး။9ကိုခုတ်ပြီးသားပဲဝယ်တာများတယ်။ အဲငခုအားစားမှာပေါ့နော်အရင်တော့ဆိုရင်ငခုဆိုအကောင်လိုက်ဝယ်တာလေကျွန်မတို့ကအကောင်လိုက်ဝယ်တာဒါပေမဲ့ကူအဲ့လိုမဟုတ်တော့ဘူးငခုဆိုရင်ငခုခုတ်ပြီးသားကိုရှိနေပြီအဲ့တော့ငါးအကောင်ဆိုတာတောင်းတိုင်းရောမမြင်ဘူးကြတော့မမြင်ဘူးပေါ့ကလေးတွေဆိုရင်မမြင်ဘူးဘူးပေါ့ဈေးဝယ်တဲ့သူလောက်ပဲငါးအကောင်ကိုမြင်ရတော့တာလေအဲ့လိုခေခါကြီးမှာကလေးတွေကိုပေါ့နော်သူတို့စိတ်ဝင်စားလာအောင်သူတို့မမြင်ဘူးသေးဘူးမတွေ့ကြုံသေးဘူးဆိုရင်ကလေးကအရင်ပိုစိတ်ဝင်စားကြတယ်လေ ဒါဆိုရင်ကလေးတွေကိုငားရဲ့အစိတ်ပိုင်းတွေကိုတင်းယူမယ်ဆိုရင်ငားကိုဝယ်လာမယ်ယူလာမယ်အကောင်သေးသေးလေးယူလာလို့ရတာကိုဒါဆိုရင်ဒီစပွဲပေါ်မှာငားကိုတင်လိုက်ပြီဆိုကြတဲ့ကကလေးကငားအညီနဲ့အနံ့နေပြီးတော့အနံ့ကနေပြီးတော့ငားအညီနဲ့ကိုရမယ်အမြင်အရုံရှိမယ်အဲနောက်တစ်ခါသူ့ရဲ့ပေါ့နော်အကြအယုံကကြတော့အဓိကငားဆိုတဲ့ဆရာက အုတ်ထင်းသူကပြပြတဲ့အကြောင်းအရာကိုသူတို့သိလာမယ်အတွေ့အထိကငါရဲ့ခန္ဓာကိုယ်မှာရဲ့ချွဲကြည့်ကြည့်အရာလေးတွေဟာတော့ကအကြီးကိုလေးတွေရဲ့မာကြောတာလေးတွေဒါမျိုးလေးတွေကသူ့ရဲ့အာယုံ၅ပါးကိုလှုံ့ဆော်လိုက်ရကြသွားတယ်ဒါဆိုရင်ဒီကအစိပ်ပိုင်းလေးတွေငါမှရှိရဲ့အစိပ်ပိုင်းတွေကိုဒီလိုမျိုးပေါ်တော့ငါညီနဲ့ဆိုတဲ့အနတ်အလဲပဲကျွန်တော်တို့ကလေးတွေရဲ့ဒီကအာယုံကိုစိတ်ဝင်စားမှုကိုပို့ပြီးတော့လှုံ့ဆော်ပေးရရောက်တယ်အဲ့တော့ကြတော့ ဒီ9တကောင်လုံးကိုတင်ပြီးတော့ခွဲစိတ်ပြလိုက်မယ်။ဒီကတော့ဘလို့စိတ်ပိုင်းလေးတွေပေါ့နော်။သူ့ရဲ့စိတ်ပိုင်းလေးတွေကိုပြပြလိုက်မယ်ဆိုရင်အာယုံ9ပါးကိုအသုံးပြုပြီးတော့သူတို့တွေမှတ်သားရတာဖြစ်တဲ့အတွက်တေးကြတယ်တသက်လုံးမမေ့တသက်လုံးမမေ့တော့။ဟာဒီလိုမျိုးဟိုဒါပြောပြလိုက်လို့ရှိရင်သူတို့တွေမမတ်မိစရာအကြောင်းကိုမရှိတော့ဘူး။ဘာလို့လို့ဆိုတော့အာယုံ9ပါးကိုသုံးပြီးတော့ဟိုသူတို့ကိုတရုပ်ပြပြီးတော့တင်ကြားထားတာဖြစ်တဲ့အတွက်သူတို့တွေရဲ့မှတ်ဉာဏ်ထဲမှာဆွဆွမြင်းမြင်းနဲ့အမြဲတမ်းမှတ်မိသွားစေမှာလည်းဖြစ်ပါလေရှင်။ အဲ့တော့ကလေးတွေကိုပေါ့နော်ခုနကကျမဆွေးနွေးပေးသွားတယ်ကလေးတွေရဲ့အာယုံ၅ပါးနဲ့တင်ကြားတဲ့ဤလေးဖြစ်တယ်တင်ယူမှုဆွဲရည်ကိုတိုးတက်စေပါတယ်တဲ့အာယုံ၅ပါးကိုလှုပ်ဆော်ပေးပြီးမှတင်ကြားခြင်းဟာတရုတ်ပြနည်းရည်နဲ့တင်ကြားခြင်းဟာတင်ယူမှုဆွဲရည်ကိုတိုးတက်စေပါတယ်အဲ့ဒီမှာလည်းပဲဒီလိုမျိုးပေါ့နော်ပစ္စည်းစစ်တွေတင်တော့ကူပစ္စည်းပုံစံငယ်တွေနဲ့လက်တွေ့ဆောင်ရွက်စေခြင်းဟာတင်ယူမှုလုပ်ငန်းတွေမှာကလေးတွေကိုယ်တိုင်ကင်ပြီးတော့ ဟောတင်ကြရရယ်အန္တရာယ်ရှိနိုင်တဲ့အခါမှာ၎င်းကလေးတွေအားလုံးအတွက်တင်တောက်ကူပစ္စည်းမလုံလောက်တဲ့အခါမှာ၎င်းပေါ့နော်ဆရာကတရုတ်ပြလက်တွေ့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်တဲ့ဟုတ်တယ်လေကျမတို့ကလေးတွေကိုငားတကောင်ချင်းစီပေးပြီးတော့ငားစိတ်ပိုင်းတွေဘာတွေလုံးလို့ပြောပြလို့မှအဆင်မပြေတာအဲ့တော့ဆရာကပဲကင်တွေပြီးတော့ဒီကတော့ငားရဲ့ပေါ့နော်အမီလို့ခေါ်တယ်ဒါကတော့ခေါင်းလို့ခေါ်တယ်ဘတ်လို့ခေါ်တယ်ဒါကတော့ ရေရဲလို့ခေါ်တဲ့စသည်ဖြင့်ပေါ့နော်အများကြီးပေါ့နော်ပြောပြငားရဲ့အစိပ်ပိုင်းတွေသူတို့တည်တည်တည်တိုက်တဲ့ကလေးအရွယ်နဲ့လျော်ညီတဲ့တည်တည်တည်တိုက်တဲ့အစိပ်ပိုင်းတွေကိုသိရှိအောင်တရုတ်ပြလက်တွေနီးတွေနဲ့တင်ကြားပေးကြရမှာဖြစ်ပါရဲ့ရှင်။ဒါကြောင့်ဒီလိုမျိုးတည်ယူမှု လုပ်ငန်းတွေဟာကလေးတွေအတွက်တခါဟိုဒီငားကောင်ကြီးကိုကင်ခန်းနေလို့ရှိရင်ငယ်ရွယ်တဲ့ကလေးတွေဆိုရင်ငါးတောင်တွေကစူးတာတို့ဘာလို့ဆိုရင်အနေရရှိနိုင်တယ်လေအဲ့လိုမျိုးအနေရရှိနိုင်တယ် အဲဒါတော့ကလေးအလုံးအတွက်တင်ထောက်ကူကမလုံလောက်တဲ့အခါမှာဆရာကလက်တွေ့သရုပ်ပြပြီးတော့ဆောင်ရွက်ပေးကြရမှာလည်းဖြစ်ပါလေရှင်နောက်ကမှာနောက်တနည်းအားကြတော့ခုနကတော့တေယုတ်ပြတင် जा နီးနေတယ်ကျမတို့ကလေးတွေကိုတင် जा တဲ့အခါမှာသူတို့တွေရဲ့အာယုံ၅ပါးကိုအသုံးပြုပြီးတော့တင်ယူရတာဖြစ်တဲ့အတွက်ပို့ပြီးတော့မှတ်မိစေမှာဖြစ်ပါတယ်ရှင်။နောက်တနည်းအားကြတော့ကျမတို့ကွင်းစင်းလေးလာနီးပါဒီကွင်းစင်းလေးလာနီးကတေကြတဲ့ကလေးကစာသင်ခန်းထဲကထွက်ရင်ပျော်ဆုံးချိန်ပဲ။ အပျော်ဆုံးအချိန်မှာပဲကျွန်တော်ကလည်းလိုပါပဲစာသင်ခန်းတွေကတက် အပြင်မှာလေ့လာရတာပို့ပြီးတော့စိတ်ဝင်စားမှုပို့ပြီးတော့အားကောင်းစေတယ်ပို့ပြီးတော့စိတ်ကလည်းဟိုတက်တောင့်တက်တာဖြစ်တယ်ပေါ့စာသင်ငန်းဆိုတာကြီးကလူတိုင်းကိုလေးပင်စေတာလည်းဖြစ်တယ်အဲ့လိုမျိုးတက်တောင့်တက်တာဖြစ်အောင်ပေါ့နော်ဒီလိုမျိုးကွင်းစင်းလေ့လာတဲ့နေရာလေးပဲပို့ပြီးတော့မှတ်ဉာဏ်အားကိုကောင်းစေတယ်ကျောင်းဝင်းတွင်းမှာပေါ့နော်ဒါမှမဟုတ်တက်မှတ်ထားတဲ့နေရာမှာဆရာနဲ့အတူအပင်နေဆိုင်တာအဲ့ဒီခါမှာလည်းဆရာကတော့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်မိမိကလေးတွေသွားမဲ့နေရာမှာဘလို့အနေနဲ့ရှိနိုင်တော့ဟိုပေါ့နော်အနေကင်းရလားပေါ့ ဒါမျိုးတွေကိုတော့ဟိုကြိုတင် လေ့လာသုံးသပ်ထားဖို့တော့လိုအပ်တာဖြစ်ပါတယ်ရှင်။လေ့လာထားဖို့လိုအပ်တယ်။ဟုတ်ပြီကလေးတွေအတွက်အဆင်ပြေတယ်။အန်ရမရှိဘူး။ဆိုအန်ရမရှိနိုင်တဲ့အခြေအနေမျိုးမှာသွားပြီးတော့ကလေးတွေနဲ့အတူအပင်ဆိုင်မယ်။ကလေးတွေနဲ့အပစာတင်တာတော့ကျမတို့45မိနစ်တစ်ချိန်ဆိုရင်ကလေးတွေကတကယ်ပြင်း45မိနစ်တစ်ချိန်နဲ့ကြောပြီးတော့တင်လို့မရဘူး။ ဟိုအထက်တန်းကလေးရအစမှာပေါ့နော်မူလာတန်းကလေးဆိုရင်တော့မိနစ်30 35မိနစ်မိနစ်40တည်းပို့လို့မရဘူးအဲ့ဒီမှာတက်ပင်ဆိုင်တဲ့အခါမှာတမနှလုံးလုံးတမနှလုံးတက်ပင်ဆိုင်မမောနိုင်မပန်းနိုင်ဆိုင်တာဘာလို့လဲဆိုတော့သူတို့ကစာတင်ကနေလွတ်သွားတဲ့ကွင်းမြေမှာသူတို့လက်တွေ့သူတို့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်နေရတာဖြစ်တဲ့အတွက်ဥပီးရောပြောကြတယ်အဲ့ဒီခါမှာလည်းပဲအ ဟိုတစ်စိလေးတွေအားစာမှာပေါ့နော်ကျမတို့ဒီဒီမှာဆိုရင်ဒါနေရာရှိစရာဟိုတချို့ကရှိရနေရာမရှိဘူးဆိုပြီးတော့ဒါနေရာမရှိ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 အောင်ဖန်တီးလို့ရတယ်ကျမတို့အချိုးကြီးခွက်ကလေးတွေရှိတယ်အဲ့ခွက်ကလေးထဲမှာတစ်စိလေးတွေထည့်ပြီးတော့သူတို့ကိုစိုက်ပြိုးခိုင်းမယ်ဟုတ်ပြီအစီလေးကနေမှထွက်လာတဲ့အညောင်လေးတွေက အဲ့မှာနော်ပထမအဆင့်ဒုတိယအဆင့်တတိယအဆင့်စတုတ္ထအဆင့်အပြင်ဖြစ်တဲ့အဆင့်ကြီးပေါ့နော်ဒါမျိုးလေးတွေကိုသူတို့ကိုကြည်တနည်းဖြစ်ပေါ်လာတဲ့ပြောင်းလဲလာလေးကိုစနစ်တကျကြည့်ရှုလေ့လာခိုင်းလို့လည်းရတယ်အဲကွင်းစင်းလေ့လာခြင်းနည်းနဲ့ပေါ့နော်သင်ပေးလို့ရတယ်ပေါ့နော်ဟာသူတို့ကိုယ်တိုင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ပျော်ရွှင်စေတယ်ပို့ပြီးတော့မှတ်ညာရီကောင်းတယ်နောက်တစ်ခါ naturalistic intelligence ဆိုတဲ့ပေါ့နော်တဘာဝကိုချစ်မြတ်နိုးတဲ့စွမ်းရည်တွေပါဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်တဘာဝကိုချစ်မြတ်နိုးတဲ့စွမ်းရည်ဆိုတာမိမိမှာရှိနေတဲ့ 음စိတ်ဖိစီးမှုတွေကိုရောကြစေတာကတော့အသေးချပါပဲရှင်တဘာဝကိုချစ်မြတ်နိုးရတဲ့ဆွဲရီရှိပြီဆိုရင်အဲ့လူကစိတ်ဖိစီးမှုရှိရင်တော့ဟိုတဘာသူနဲ့မတူပဲနဲ့ခိတခဏပဲအဲသူ့မှာရောက်ရှိလာပြီးတော့ဒီစိတ်ဖိစီးမှုကိုကျွန်တော်တို့ဒီက naturalistic intelligence ဆိုတဲ့တဘာဝကိုချစ်မြတ်နိုးတတ်တဲ့စွမ်းရည်ရှိတဲ့သူတွေကမြင်မြန်ရောကြစေခြင်းနဲ့ရောကြစေမှလည်းဖြစ်ပါတယ်အဲ့တော့မိမိရဲ့ emotion တွေကို calm down ဖြစ်ဖို့အတွက် ဒီလိုမျိုးပေါ့နော်ဒီကွင်းစင်းလေးလာတဲ့ညီတွေနဲ့တဘာဝရဲ့ပတ်ဝန်းကျင်ကြီးကိုချစ်မြတ်လို့အောင်ကလေးတွေကိုအပင်နေစိုက်ခိုင်းခြင်းအားလည်းပဲကောင်းမွန်တဲ့တင် जा နည်းတစ်ခုဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုပေါ့နော်ဖွက်ကလေးတွေနဲ့ထည့်ပြီးတော့တပင်းနေစိုက်ခိုင်းလို့လည်းရတယ် ခုနပေါ့နော်ကျမတို့ဒီအချိုကြီးခွက်ကလေးတွေကအစမှလွတ်မပြစ်ဖဲနဲ့ဒါကိုတစ်ပင်ဆိုင်ဖို့အတွက်အသုံးပြုစေခြင်းအဖြစ်လဲကလေးတွေဟာဒီလိုမျိုးနီးလန်းနေလေသူတို့သိရှိရမယ်သူတို့ဖွံ့ဖြိုးရမယ်ညံ့ကြီးတွေကိုဖွံ့ဖြိုးလာစေမှလည်းဖြစ်ပါလေရှင်နောက်တစ်ခါပိုးအကောင်လေးတွေကိုကြည့်ရှုလေးလာမယ် အနေရမရှိတဲ့ပိုးကောင်လေးတွေကိုကြည့်ရှုလေးလာမယ်အနေရရှိလို့ရှိရင်လည်းပဲဆရာကြိုတင်ဖယ်ရှားထားဖို့လိုတယ်အဲပီရက်စိတ်ကလေးတွေမှာလည်းပီရက်စိတ်ကလေးတွေရဲ့အဲအပြုမှုလေးတွေရှိတယ်ခယူလေးတွေမှာလည်းခယူလေးတွေရဲ့အပြုမှုလေးတွေရှိရဲ့ငှက်ကလေးတွေမှာလည်းပဲငှက်ကလေးတွေရဲ့အပြုမှုလေးတွေရှိရဲ့ဒါမျိုးလေးတွေကိုသူတို့ကိုယ်တိုင်ကြည့်ရှုလေးလာတတ်အောင်အဲ သိကျင်ပေးကြရမယ်။ဒါမှကျွားတို့ပတ်ဝန်းကျင်ကိုတို့စောင့်ရှောက်တတ်တဲ့သူတွေဖြစ်မယ်။ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်တဲ့သူတွေဖြစ်လာစေမှာဖြစ်ပါတယ်ရှင်။အဲ့တော့မိမိဖြစ်စေခြင်းတဲ့အကြောင်းအရာတွေကိုမြမြထီရွေးခွင့်ပေးရမှာဖြစ်ပါတယ်။ဟိုကျမတို့တွေကဖြစ်စေခြင်းတာတွေကိုကျမတို့နှုတ်ကကြီးပဲရေရွတ်နေုံနဲ့အဲကလေးတွေကကျမတို့ဖြစ်ခြင်းတဲ့ပုံစံတွေကိုဖြစ်လာစေမှာမဟုတ်ဘဲနဲ့မိမိဖြစ်စေခြင်းတဲ့ပုံစံတွေနဲ့သူတို့ကိုမြမြထီရွေးခွင့်ပေးလို့ရှိရင်အဲ့မြမြထီရွေးခွင့်ပေးရတဲ့တပြိုင်တည်းသူတို့ ဖြစ်စေခြင်းနဲ့ဖြစ်ရမယ့်ပုံစံလေးတွေကပြောင်းလဲလာစေမှာဖြစ်ပါတယ်ရှင်အဲ့တော့ကလေးတွေကိုပေါ့နော်အဲတဘာဝကိုချစ်မြတ်နိုးတဲ့ချစ်မြတ်နိုးစေခြင်းနဲ့ဆိုရင်တဘာဝကြီးနဲ့များများထိတွေ့ခွင့်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့တဘာဝကြီးနဲ့များများထိတွေ့ခွင့်ပေးမှသူတို့ကပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်လာမယ်ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်လာတဲ့ဒီပြိုင်တည်းပဲသူတို့ကိုသူတို့လည်းပဲပေါ့နော်ဒီလိုမျိုးဟိုစိတ်ခံစားချက်တွေကိုဟိုဒီတပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်တဲ့စိတ်တွေနဲ့ပေါ့နော် ထိမ့်သိမ့်နိုင်တဲ့သူတွေဖြစ်လာမယ်မိမိရဲ့ခံစားချက်တွေကိုထိမ့်သိမ့်နိုင်တဲ့သူတွေဖြစ်ရင်ကလေးတွေကတပြေးပြေးနဲ့သူတို့ဘဝဘဝကိုပေါ့နော်အနေရကင်းကင်းနဲ့တည်ဆောက်နိုင်ကြမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ဒီလိုမျိုးသဘာဝကိုချစ်မြတ်နိုးတတ်လာ ကွင်းစင်းလေးလာခြင်းဤတွေနဲ့လည်းပဲမိတို့တည်ရရှိသွားစေလိုတဲ့အသည့်ရဲ့ဉာဏ်ပညာတွေပြပြလာအောင်တည်ခြင်းပေးကြရမှာလည်းဖြစ်ပါလေရှင်။နောက်ကွင်းစင်းလေးလာတဲ့ဤမှာလည်းပဲအများကြီးရှိရဲ့ဟိုခုနတည့်ရစိမ့်နေလည်းရှိမယ်တည့်ရစိမ့်နေလည်းသူတို့တွေ့မယ်တိပ္ပယောင်မှာကျွေနေတဲ့တိရ6တွေကိုလည်းသူတို့တွေ့မယ်ဝါနေတဲ့တိရ6တွေတွေ့မယ်ကွင်းစင်းမီဆိုတဲ့ကောင်းငင်ပြာကြီးကိုလည်းတွေ့မယ်နေအောင်ကြီးတွေရဲ့နှွေးထွေးမှုကိုလည်းသူတို့ခံစားရမယ် ပန်းကလေးတွေကိုလည်းမြင်ရမယ်ကျင်းငယ်ကလေးတွေကိုလည်းတိုးတွေ့မယ်ပန်းကြံတွေကစားကွင်းတွေထဲမှာသွားပြီးတော့တင်ယူလေ့လာလို့ရတာလည်းဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ရဲ့ကလေးတွေကိုကွင်းစင်းလေ့လာတဲ့အခါမှာကျောင်းဝင်းထဲမှာတင်လဲအခြေအနေအရကွင်းစင်းလေ့လာပြီးကျောင်းစာသင်ခန်းရဲ့ပြင်ကိုထုတ်လိုက်လို့ရှိရင်လည်းကောင်းတယ်လို့ပဲ အဲ့လိုပဲကျမတို့ပန်းချန်နေကစားကွင်းနေတဲ့ကိုသွားပို့ပြီးတော့ပေါ့နော်သွားရောက်ပြီးတော့လိုက်ပါပို့ဆောင်ပြီးတော့ပေါ့ကလေးတွေဟာဒီလိုမျိုးပေါ့နော်ပတ်ဝန်းကျင်မှာရှိနေတဲ့အကြောင်းအရာတွေကိုသူတို့ပေါ့နော်တဘာဝအခြေအနေလေးတွေကိုဟိုကွင်းစင်းလေးလာခြင်းနဲ့ဤတွေနဲ့ဒါသူတို့ကိုရရှိအောင်ဆောင်ရွက်ပေးကြရမှာလည်းဖြစ်ပါလေရှင်အဲ့ဒီမှာပေါ့နော်ရှိဖြစ်နေတဲ့ရှိနေတဲ့ဒီမိမိလေးလာနေတဲ့နေရာမှာတွေ့နေတဲ့အကြောင်းအရာလေးတွေကိုသူတို့တွေ တင်ယူစေရမှာဖြစ်ပါတယ်အဲ့မှာဆိုရင်ကွင်းစင်းလေးလာတဲ့အခါမှာကျောင်းဝင်တွင်လည်းဖြစ်နိုင်တယ်လို့အပင်ဆိုင်ချင်းနေပေါ့နော်ကျောင်းဝင်တွင်မှာအပင်ဆိုင်ချင်းနေကျောင်းပြင်မှာမှာရှိတဲ့နေရာတွေဥပမာပန်းချံတွေကိုလည်းသွားလို့ရတယ်ကျမတို့ဈေးကိုလည်းသွားလို့ရတယ်ဈေးမှာဆိုလည်းအများကြီးရှိရလေ ဟိုတတိတန်းဆိုရင်တတိအမျိုးမျိုးရှိတာဟိုအတိရွတ်တန်းဆိုအတိရွတ်ဒီအမျိုးမျိုးရှိတာဟိုမုံနေဆိုမုံနေကြီးကစားစရာဆိုကစားစရာကြီးဒါမျိုးတွေကိုပေါ့နော်သူတို့တွေကဈေးကိုသွားစီခြင်းအဖြစ်လဲကွင်းစင်းလေ့လာတာပဲသူတို့တွေရဲ့ဒီမှာကြည့်နေတဲ့အကြောင်းအရာတွေကိုသူတို့ဟိုသိရှိလာမှာပေါ့နော်ဟုတ်ပြီဒီလိုမျိုးစူပါမားကတ်တွေသွားပြီဆိုရင်အဲဘယ်လိုမျိုးခင်းကျင်းထားတာတော့ဘယ်လိုပုံစံလေးတွေသူတို့တွေဟိဆောင်ရွက်ထားတာတော့ဆိုတော့လေ့လာကြည့်ရှုလေ့လာလို့ရပါတယ်အဲ့လိုမျိုးလေ့လာလို့ရအောင်လဲလိုက်ပါပို့ဆောင် ပို့ဆောင်ပေးရမှာပေါ့နော်ဒါလူကြီးမိဘအုပ်ထိန်းသူတွေကခေါ်သွားပေးရမှာလည်းဖြစ်ပါတယ်နောက်လဲတော်တဲ့လဲတော်တဲ့ကိုခေါ်သွားရမယ်လဲတော်တဲ့မှာရောက်သွားတဲ့အခါမှာတကယ်ကိုလက်စစ်တဲ့ လေညင်းရက်နဲ့နေကိုသူတို့ခံစားသိရှိစေရမယ်။ဒါမျိုးဆိုရင်သူတို့မှာရှိတဲ့ဖိစီးမှုတွေနောက်တကပတ်ဝန်းကျင်ကိုချင်းမြတ်နိုးတက်လာတဲ့အဲအတိတွေဆွဲရည်တွေရရှိလာစေမှာဖြစ်ပါတယ်။ပိဆိုင်လုံးယုံလေးတွေကို ခေါ်သွားရမယ်။ပိဆိုင်လေးတွေကိုချစ်တက်အောင်ပိဆိုင်ယုံလေးတွေကိုခေါ်သွားရမယ်။အဲ့ဒီအခါမှာဒီအကောင်လေးတွေရဲ့သဘာဝလေးတွေကိုပါသူတို့တစ်ပြေးပြေးနဲ့သိရှိလာစေမှာလည်းဖြစ်ပါတယ်။အဲ့လိုနီးတွေနဲ့ပေါ့နော်။ကွင်းစင်းလေးလာခြင်းနီးတွေနဲ့ကလေးတွေကိုဒါ ေကျင့်ပေးသွားကြရမယ်။အဲသူတို့တွေရဲ့ဖွံ့ဖြိုးရမယ်ပေါ့နော်။အုံနောက်ပိုင်းဆိုင်ရာစွန့်ရည်တွေဖွံ့ဖြိုးအောင်လေ့ကျင့်ပေးကြရမှာဖြစ်တယ်။အဲ့လိုမျိုးကွင်းစင်းမလေးလာမိမှာလေ။ကွင်းစင်းမလေးလာမိရဲ့ကွင်းစင်းလေးလာနေစဉ်ကွင်းစင်းလေးလာအပြီးမှာလုံဆောင်ရမယ့်လုပ်ငန်းတွေကိုလည်းဆိုင်ရာကစနစ်တကျရေးဆွဲထားရပါမယ်။ဟုတ်ပြီ။ကွင်းစင်းလေးလာနေစဉ်မှာဆိုရင်ဘလို့ချောင်းရလေးတွေဘာလေးတွေကိုတော့ပို့လေးပေးပြီးတော့ လေးလာခဲ့ဖို့ဆရာပြောပြရမယ်။အဲနောက်တစ်ခါကွင်းစင်းဒါမျိုးကိုကွင်းစင်းမလေးလာခင်မိမာပြောမယ်။ကွင်းစင်းလေးလာတဲ့နေစင်မှာလဲသူတို့တွေကိုပေါ့ပြောပြရမယ်။ဒါကတော့ဘလို့အကြောင်းအရာလေးတွေဒါကတော့ဘလို့ပန်းပွင့်လေးတွေဘလို့ချင်းမှာပွင့်နေမိုးရင်းမှာပွင့်နေဆောင်းနေမှာပွင့်နေနွေရာသီမှာပွင့်နေပန်းပွင့်လေးတွေဖြစ်တဲ့စသည်ဖြင့်ပေါ့သူတို့ကိုပြောပြရမယ်။ဒါဆိုရင်ကွင်းစင်းလေးလာပြီးတဲ့ချိန်မှာလဲပဲ ဘာတွေလည်လာခဲ့ရတော့ဘာတွေမြင်ခဲ့ရတော့ဘလို့အကြောင်းအရာတွေသိရှိလာခဲ့တော့ဆိုတာကိုပြန်လဲပြီးတော့ပေါ့နော်လုပ်ငန်းပေးလေးတွေနဲ့ဆရာကလှုပ်ဆောင်မှုအတွက်ပေါ့နော်စနစ်တကျအစီအစဉ်ရေးဆွဲထားကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင်ကွေးစင်းလေးလာတဲ့အခါမှာခရီးတို့နေနေလဲသွားမယ်အပင်တွေလိပ်စံတွေကိုလေးလာဖို့အတွက်လေတော်တွေကိုလည်းသွားလို့ရတယ်အဲ့ဒီမှာသွားရင်းနဲ့စားစရာတွေသုံးဆောင်ပစ္စည်းတွေဝယ်လို့ရတဲ့အဲကုန်တိုက်တွေကိုလည်း လေလာရေးခရီးတွေပို့ဆောင်ပေးလို့ရတယ်။နောက်တကတိရိစ္ဆာန်မျိုးမျိုးကိုလေလာလို့ရမယ်။တိရိစ္ဆာန်ယုံနေနောက်တကနေရာတွေ၊ကွင်းစင်းလေလာစေခြင်းတွေကိုပေါ့နော်လှူဆောင်ပေးလို့ရမှာဖြစ်ပါတယ်။ဒီလိုမျိုးနီးလန်းနေဟာတဲ့ကလေးတွေအတွက်ပေါ့နော်အတွေ့အကြုံသစ်တွေကိုရရှိစေတယ်။နောက်ပြီးတော့ပျော်ရွှင်စွာတင် जा မှုကြောင့်မှတ်ဉာဏ်ထဲမှာလည်းအချိန်ကြာကြာမှတ်သားနိုင်တဲ့စွမ်းရည်တွေကိုရရှိလာစေမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကို ရှိမှကျမဟိုဆွေးနွေးပေးခဲ့တယ်ပဲတရုတ်ပြရဲ့နီးဆိုရင်တို့ကိုကျမတို့အာယုံ၅ပါးကိုလှုံ့ဆော်တဲ့အဲနီးနေပေါ့နော်တကယ်ကိုပစ္စည်းစစ်တွေအဲအရာဝတ္ထုပစ္စည်းလေးတွေနဲ့တို့ကိုယ်တိုင်ထိတွေ့ကိုင်းတွေလှုံ့ဆော်လေးလာတင် जा ခြင်းဟာ အာယုံ၅ပါးကိုတုံ့စော်ပြီးတော့မှကာယုံအာယုံ၅ပါးကိုအသုံးပြုပြီးတော့မှတင် जा ရတာဖြစ်တဲ့အတွက်မှတ်ဉာဏ်ထဲမှာပို့ပြီးတော့ဆွဲမြဲသွားစေခြင်းလည်းဖြစ်တယ်ကိုဒီမှာနောက်ဆုံးမိကျမဆွေးနွေးခဲ့တဲ့ကွင်းစင်းလေးလာခြင်းဒီမှာလည်းပဲသူတို့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်လေ့လာရတာခုနလိုပဲအာယုံ၅ပါးကိုအသုံးပြုပြီးတော့လက်တွေ့လှုပ်ဆောင်လေ့လာရတာဖြစ်တဲ့အတွက် သူတို့ရဲ့မှတ်ဉာဏ်ထဲမှာပုံမမှတ်မိအာကောင်းစေတဲ့ဉာဏ်ရည်တွေကိုရရှိလာစေမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကို ကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်